နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးဆိုဝင် အမျိုးသားတဘာဝဘေးရန်ဆိုင်ရာကော်မတီသုံးမြင်ဆောင်2025အစည်းအဝေးသို့တက်ရောက်အမစကားပြောကြားခြင်းအမျိုးသားတဘာဝဘေးရန်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကိုဒီနေ့မိုးလယ်ပိုင်းမှာနေပြည်တော်ရှိလူမှုဝန်ထမ်းကဲဆယ်ရေးနှင့် ပြည်နယ်ရာချထားဝန်ကြီးဌာနမှကျင်းပပြုလုပ်ရာ အမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးဆိုဝင်တက်ရောက်အမှာစကားပြောကြားပါတယ်။အစည်းအဝေးသို့အဆောက်အအုံများပြန်လည်ပြုပြင်အသုံးပြုရေးနှင့်အသည့်တိဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ဝင်ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်အေးကော်မတီဒုတိယဥက္ကဋ္ဌများနဲ့ကော်မတီဝင်ပြည်ထောင်စုဝန်ကြီးများနေပြည်တော်ကောင်စီဥက္ကဋ္ဌကာကွယ်ဦးစီးချုပ်ရုံးမှတက်မတော်ရရှိကြီးများဒုတိယဝန်ကြီးများဌာနဆိုင်ရာအကြီးအကဲများနဲ့တာဝန်ရှိသူများတက်ရောက်ကြပြီးသခိုင်းတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှဝန်ကြီးချုပ်များကဗီဒီယိုကွန်ဖရင့်ဖြင့်တက်ရောက်ကြပါတယ်။ ရဲဥစွာအမျိုးသားတဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ကအဖွဲ့အမာစကားပြောကြရမှာအေဘီလ၄ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာနိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်မှုနဲ့အညီငရင်ဘေးတင်ဒေတာများမှာကုညီကဲစိလုပ်ငန်းများနဲ့အရေးပေါ်ထောက်ပံ့ရေးလုပ်ငန်းများကိုအမြန်ဆုံးဆောင်ရွက်နိုင်ရန်နိုင်ငံတကာအကူအညီများနဲ့ဆက်လင်းပြီးလိုအပ်တဲ့နေရာများကိုအမြန်ဆုံးရောက်ရှိဖြန့်ဝေပေးရန် ဒေတာအသီးသီးမှရှိတဲ့ဘေးတင်ပြည်သူများနဲ့ဝန်ထမ်းများရဲ့လိုအပ်ချက်များကိုဝန်ကြီးဌာနအသီးသီးကစင်စရာများကောက်ယူပြီးအ мян ဆုံးဖြည့်ဆည်းပေးရန်အများပြည်သူပိုင်လန်းတဒါပြည့်စည်မှုများနဲ့လမ်းမဆက်သွေးခက်ခဲများတွေရေရွရေရှိစီမံချက်များရေးဆွဲဆောင်ရွက်ကြရန် ဝန်ထမ်းများကိုအမြဲတမ်းအေးအာများစောက်လုဆဲကာလမှာယာယီရေးထိုင်ရန်နဲ့ဆက်လင်းပြီးစောင့်ရွက်ကြရန်မှာကြားထားပြီးဖြစ်ပါကြောင်းအဆိုပါကိစ္စနဲ့ပတ်သက်ပြီးအမျိုးသားတဘာဝပေးရနေဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေနဲ့စောင့်ရွက်ရမှာထုတ်ပြန်ထားတဲ့တဘာဝပေးရနေဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနည်းဥပဒေများအတိုင်းစောင့်ရွက်ခြင်းဖြစ်ပါကြောင်းရှာဖွေကယ်ဆယ်ရေးစောင့်ရွက်မှုစံသတ်မှတ်ချက် assessment search and rescue level ASR လည်းပဲအဆင့်၅ဆင့်ဖြင့်နေပြည်တော်ကောင်စီနယ်မြေပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးတို့မှအများဆုံးစောင့်ရက်ပေးစီခဲ့ပြီးမန္တလေးတိုင်းဒေသကြီးမှဆက်လက်စောင့်ရက်လျက်ရှိမှုအခြေအနေများအရေးပေါ်ကာလရှာဖွေကယ်ဆယ်လုပ်ငန်းများဆောင်ရွက်မှုများနောက်မှာရှေးဥပြန်လည်ထူထောင်ရေး အားလီရီကဗာရီကိုအချိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိမှုအဆောက်အုံများပြန်လည်ပြုပြင်အသုံးပြုရေးနဲ့အသည့်တိဆောက်ရေးကြီးကြပ်မှုကော်မတီကိုတည်ကြားဖွဲ့စည်းပြီးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေများငရင်စတင်ဖြစ်ပေါ်တဲ့အချိန်မှာနိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်နိုင်ငံတကာကိုအကူအညီတောင်းခံမှုများဆောင်ရွက်ခဲ့ပြီးနိုင်ငံပေါင်း26နိုင်ငံမှလေယာဉ်149စီးသင်းမော9စင်းမော်တော်ယာဉ်23စင်းတို့ဖြင့်ကယ်ဆယ်ဝန်ထမ်း2095ဦး ထောက်ပံ့ပစ္စည်းတန်ချိန်2635တသမ6နှစ်တန်နဲ့ကယ်ဆယ်ပစ္စည်းတန်ချိန်1196တသမ1နှစ်တန်စုစုပေါင်း3833တသမ84တန်အကူအညီများရရှိခဲ့မှုပြည်တွင်းပြည်ပစေနာရှင်အလူရှင်များကနိုင်ငံတော်အစိုးရနဲ့သက်ဆိုင်ရာပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့အလူငွေများပေးရရာဧပြီလ24ရက်နေ့အထိငွေကျပ်3,3586ဘီလီယံကျော်အမေရိကန်ဒေါ်လာ နှစ်တသက်မှ၄30တန်းကျော်ကိုရီးယားဝမ်5တန်းအိန္ဒိယရူပီ15တန်းထိုင်းဘတ်2တန်းနဲ့စင်ကာပူဒေါ်လာ3150ရုပ်ကိုလက်ခံရရှိထားပြီးအမျိုးသားတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီရဲ့ငွေစည်သူထည့်သွင်းထားပြီးမှုခြေနေများ၎င်းပြင်ပြည်ရင်းပြပအလှူရှင်အချို့တို့ကလည်း သက်ဆိုင်ရာဒေတာရှိငရင်ဘေးတင်ဒေတာများသို့လက်ဝဲအရောက်လှူဒန်းမှုခြေနေများနိုင်ငံတော်အကြီးအကဲနေဖြင့်လေငရင်ဘေးတန်တင်ဒေတာများသို့တွားရောက်ခဲ့တဲ့ခီးစဉ်မှာအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရမှာအသုံးပြုဖို့အတွက်သခိုင်းတိုင်းဒေတာကြီးအစိုးရအဖွဲ့သို့ငွေကျပ်50ဘီလီယံမန္တလေးတိုင်းဒေတာကြီးအစိုးရအဖွဲ့သို့ငွေကျပ်60ဘီလီယံရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ငွေကျပ်5ဘီလီယံနဲ့နေပြည်တော်ကောင်စီသို့ငွေကျပ်10ဘီလီယံကြိုတင် ထုတ်ပေးထားမှုအခြေအနေစနစ်တကျစစ်စစ်သုံးဆွဲဆောင်ရွက်ရန်လိုအပ်မှုပြည်တွင်းပြည်ပထောက်ပံ့ပေးတဲ့ပစ္စည်းများကိုအယံမထားဘဲငရင်ဘေးတန်တဲ့ဒေသများရှိပြည်သူများထံသို့လက်ဝယ်အရောက်အမြန်ဆုံးရောက်ရှိရန်ဖြန့်ခွဲပေးရန်နိုင်ငံတော်ဝန်ကြီးချုပ်ကညွှန်ကြားထားရှိတာကြောင့်ကော်မတီမှစနစ်တကျဆောင်ရွက်ရန်လိုအပ်မှုနဲ့ဆောင်ရွက်မှုအခြေအနေများငရင်နောက်ဆက်တွဲကျန်းမာရေးဆိုင်ရာကက်ယောဂါကူးစက်မှုပြဿနာများဖြစ်တဲ့ဝမ်ပြက်ဝမ်ရှော့ယောဂါအပါအဝင်နောက်ဆက်တွဲယောဂါများဖြစ်ပွားမှုနဲ့ ပြန့်ပွားမှုမရှိစေရန်ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့နိုင်ငံတကာမှကျန်းမာရေးအဖွဲ့များနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိမှုဒါပြင် ဝန်ထမ်းများယာယီနေထိုင်နိုင်ရန်အတွက်ဗာရှာများနဲ့မော်ဂျူလာဟောက်စ်များစောင့်လုပ်ပေးရန်စီစဉ်ထားရှိမှုပြည်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီးနိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်မူဝါဒများချမှတ်ပေးထားမှုဝန်ကြီးဌာနများတန်းတီတာကြီးနဲ့ပြည်내အစိုးရအဖွဲ့များအနေဖြင့်မိမိတို့နဲ့သက်ဆိုင်တဲ့ဝန်ကြီးဌာနများအလိုက်ပြည်လည်နေရာချထားရေးကိစ္စရပ်များရုံးလုပ်ငန်းများပုံမှန်ဆောင်ရွက်နေမှုကိစ္စရပ်များမြို့ပြစီမံကိန်းအသည့်ရေးဆွဲပြုစုရန်ကိစ္စရပ်များရေးရရှိရေးနိုင်ငံစီးပွားရေးကိုတစ်ဖက်တစ်လမ်းမှအထောက်အကူပြုနေတဲ့ MSME လုပ်ငန်းများပုံမှန်ပြန်လည် ဲလေပတ်နိုင်ရေးလူအချက်နဲ့ပြည့်စည်ပေးရမယ့်အချက်များပညာရေးဆိုင်ရာအခြေခံပညာရေးအဆင့်အဆင့်မြင့်ပညာရေးအဆင့်အသီးသီးရဲ့တက်မတ်ကျောင်းဖွင့်ရက်အမီလုံးဝနဲ့ဒစိတပိုင်းပျက်စီးခဲ့တဲ့ငရင်တန်တဲ့စာသင်ကျောင်းများနဲ့စာသင်ဆောင်များအချိန်မီ ပြုပြင်ပြည်စည်းရေးနှင့်ကျောင်းဖွင့်ရသည့်အမိကျောင်းသားကျောင်းသူများအမိုးကောက်မှစိတ်အေးချမ်းသာစွာဖြင့်ပညာသင်ကြားသင်ယူနိုင်ရေးကိစ္စရာများစေယုံစည်းကမ်းနှင့်ကျန်းမာရေးဆိုင်ရာကိစ္စရာများယာယီတဲခိုနေထိုင်ရန်ဘာရှာများနှင့်မော်ဂျူလာဟောက်စ်များတည်ဆောက်ကာနေရာချထားရေးကိစ္စရာများဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအခက်အခဲမရှိရရှိရေးကိစ္စရာများနှင့်ရှေ့ဆက်လက်ဆောင်ရွက်သွားမည် ပြည်내ထူထောင်ရေးကိစ္စများမှာလင်းမြန်ချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက်ဝန်ဝန်အကြံပြုဆွေးနွေးကြရန်လိုအပ်မှုနဲ့နိုင်ငံတကာမှာပြည်내ထူထောင်ရေးလုပ်ငန်းများကိုနိုင်ငံတကာစံနှုန်းအရာ6လမှတစ်နှစ်အတွင်းကာလတူတစ်နှစ်မှနှစ်နှစ်အတွင်းကာလလည်းနှစ်နှစ်မှ9နှစ်အတွင်းကာလရှိပြည်내ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာတတ်မှတ်ကာလများအလိုက်ဆောင်ရွက်မှုများနဲ့ပတ်သက်ပြီးစီမံဆောင်ရွက်ရန်လိုအပ်မှုစသဖြင့်အကြံတဝင်ရှင်းလင်းပြောကြားခဲ့ပါသည် ဲ့ဒီနောက်အမျိုးသားတဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြတဲ့ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းတောင်နဲ့ဒေါက်တာစိုးဝင်းတို့ကကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု ငရင်ဘေးတန်တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတောက်တုံးရေဖြန့်ဝေပေးနိုင်မှုပြည်လက်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်မှုမီဒီယာတင်းဖွဲ့စည်းနိုင်ရေးပြင်ဆင်ဆောင်ရွက်နိုင်မှုငရင်ဘေးတန်တဲ့ပြည်သူများနဲ့ဝန်ထမ်းများအားထောက်ပံ့ပေးနိုင်မှုနိုင်ငံတကာမှထောက်ပံ့ပစ္စည်းများရောက်ရှိလာမှုနဲ့ငရင်တန်တဲ့ဒေသများသို့ဖြန့်ခွဲပေးနိုင်မှုခြေနေများကိုရှင်းလင်းတင်ပြကြပါသည် အရင်နောက်အစအုံများပြန်လည်ပြုပြင်အသုံးပြုရေးနဲ့အသည့်တိစောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဘိုးချုပ်ကြီးမောင်မောင်အေးကကော်မတီဖွဲ့စည်း၍လုပ်ငန်းတာဝန်များဆောင်ရွက်နေမှုငရင်ကြောင်းဖြစ်ပေါ်ခဲ့တဲ့အပြက်စီးများရှင်းလင်းခြင်းနဲ့ရာယီရုံးများဦးစားပေးဖွင့်လှစ်နိုင်ရေးဆောင်ရွက်ခဲ့မှုစစ်ဆေးအဖွဲ့များဖွဲ့စည်းကရုံးဝန်ထမ်းအင်အားနဲ့အထူးအစအုံများအားစစ်ဆေးခဲ့မှုနဲ့စစ်ဆေးတွေ့ရှိချက်များပြင်ဆင်ခြင်းအသည့်တိစောက်ခြင်းလုပ်ငန်းများယာတာဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြပါရစေ။ ဆက်လက်ပြီးကော်မတီအတွင်းရေးမှူးလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်နယ်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်ကရခိုင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်စောင်းရက်ပေးစည်းမှုများကိုဖတ်ကြားတင်ပြခဲ့ပါတယ်။အဲဒီနောက်အစည်းအဝေးသို့တက်ရောက်လာကြသူများကဝန်ထမ်းအင်အားများအား အကဲပြဲအယောင်သတ်မှတ်ချက်များအလားပြင်ဆင်ခြင်းနဲ့အသက်တိဆောက်ခြင်းများဆောင်ရွက်နိုင်ရန်စစ်ဆေးခဲ့မှုတဘာဘေးအန္တရာယ်နဲ့သက်ဆိုင်တဲ့နိုင်ငံတကာအကူအညီများအားစနစ်တကျစီစစ်ပြီးလက်ခံဆောင်ရွက်နေမှုကျွမ်းကျင်ပညာရှင်အဖွဲ့များဖွဲ့စည်းကငရင်ကြောင့်ပြောင်းလဲသွားတဲ့မြေလန်းကြောင့်အခြေအနေများအားလေ့လာသုံးသပ်ရန်ငရင်နဲ့ပတ်သက်တဲ့သတင်းမှန်များကိုလည်းနိုင်ငံပိုင်မီဒီယာမှတဆင့်ပြည်သူများထံသို့ထုတ်ပြန်ပေးနေမှု လာမယ့်ကြောင်းဖွင့်ရသည့်အမီကြောင်းများပုံမှန်ဖွင့်လှစ်နိုင်ရေးစီမံဆောင်ရွက်ထားရှိမှု ်ဆောက်လေလုပ်ငန်းသုံးပစ္စည်းများဈေးကွက်မှာဈေးနှုန်းမှန်ကန်စွာဖြင့်အလွယ်တကူဝယ်ယူရရှိနိုင်မှုအတွေ့စီမံဆောင်ရွက်ထားရှိမှုကယ်ဆယ်ရေးနှင့်ပို့ဆောင်ရေးလုပ်ငန်းများအချိန်နဲ့တပြေးညီဆောင်ရွက်နိုင်မှုအတွေ့တက်မတော်လေမှလေရင်ရဲရင်များအစဉ်အသင့်စုဖွဲ့ထားရှိမှုနှင့်ကဏ္ဍအလိုက်ပြည်နယ်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနဲ့ဆက်လင်းပြီးရှင်းလင်းတင်ပြကြပါသည် ဲ့ဒီနောက်အမျိုးသားတဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကဆွေးနွေးတင်ပြမှုများအပေါ်လိုအပ်တာများပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးအမှစကားပြောကြရမှာစရင်ကောက်ယူအဖွဲ့ကတင်ပြလာတဲ့ငရင်တန်တဲ့ဒေတာများရှိအပြည့်အစည်စင်းများကိုစနစ်တကျပြုစုကခေါင်းစဉ်များအလိုက်တင်ပြရန်ငရင်တန်ခံနိုင်မဲ့ဒီဇိုင်းများကိုနိုင်ငံတကာအကူအညီဖြင့်လေလံစီးပူးဆောင်ရွက်ရန်ပြည်ရင်းပြည်ပ ကယ်ဆယ်ပစ္စည်းများထောက်ပံ့ငွေများကိုစနစ်တကျလက်ခံသွားဖို့နဲ့ ဖြန့်ခွဲရမှာစနစ်တကျတန်တရာကင်းစွာဖြင့်စောင့်ရွက်သွားကြရန်ငရင်တန်တဲ့ဒေတာများမှပြည်နယ်ထူထောင်ရေးစောင့်ရွက်ရမှာလေနိုင်ငံတော်ကပေးအပ်ထားတဲ့ထောက်ပံ့ငွေများကိုအ धिक လိုအပ်တဲ့နေရာများတွင်သာသုံးစွဲရန်ငရင်တန်တဲ့အဆောက်အအုံများကြက်ခိုင်မှုကိုတိုင်းတာတဲ့ကရိယာများဝယ်ယူရေးစောင့်ရွက်ရန်အယောင်အဆင့်အလိုက်သတ်မှတ်ထားတဲ့အဆောက်အအုံများကိုလည်းအ мян ဆုံးပြန်လည်ပြင်ဆင်တိစောက်သွားရန်ပြည်ပမှအကူအညီများကိုစစ်စစ်လက်ခံသွားရန်ဝန်ထမ်းများယာယီတဲကိုနေထိုင်ရန်ဗာရှာများရေချိုးကမ်းများကိုလည်းကြားမှတက် ်သက်ခွဲကလုံခြုံစွာဆောင်ရွက်ပေးရန်ကိစ္စအများကိုဆွေးနွေးမှကြားခဲ့ပါတယ်။အရင်နောက်စစ်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကပြန်လည်ထူထောင်ရေးမှာအဓိကလိုအပ်တဲ့ဘီလက်မြေနဲ့ပတ်သက်ပြီးငရင်မလုံမီဘီလက်မြေဆက်ယုံကိုယုံမှတရက်လည်ရင်တန်3900ထုတ်လုပ်ခဲ့တော်လဲငရင်လှုပ်ပြီးနောက်ပိုင်းဆက်ယုံ6ယုံမှဘီလက်မြေတန်3900 13100တန်ထုတ်လုပ်ပေးလျက်ရှိပါကြောင်းမေလ15ရက်နေ့မှာဘီလက်မြေ22100တန်ထွက်ရှိနိုင်ရေးထပ်မံတိုးမြှင့်ထုတ်လုပ်သွားမှာဖြစ်ပြီးစက်တင်ဘာလမှာဘီလက်မြေတန်32100ထွက်ရှိအောင်ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရေးစောင့်ရွက်သွားမှာဖြစ်ပါကြောင်းဘီလက်မြေတိတ်ဈေးနှုန်းကိုလည်းတိတ်လျရင်18000ကျပ်ဖြင့်ဘေးသင့်အဆောက်အအုံများသို့ရောင်းချ၍ပေးရန်ဈေးနှုန်းသတ်မှတ်ပေးထားကြောင်းရှင်းလင်းတင်ပြခဲ့ပါသည် I didn't know. အမျိုးသားတဘာဝဘေးရန်ရေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ကဆက်လက်မှကြားရမှာလွေမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှငရင်တန်းသင့်ဒေတာများရှိပြည်သူများနိုင်ငံသားစစ်ဆေးကပ်ပြားများပျောက်ဆုံးမှုများနဲ့ပတ်သက်ပြီးမိမိအစီအစဉ်ဖြင့်နေထိုင်သူမိသားစုများမှနိုင်ငံသားစစ်ဆေးကပ်ပြားအမြန်ဆုံးပြုလုပ်နိုင်ရေးခရိုင်မြို့နယ်ရက်ွက်ကြီးရွာစီမံအုပ်ချုပ်ရေးအဖွဲ့များကနှုတ်ဆော်ကအမြန်ဆုံးပြုလုပ်ပေးရေးအပြင်ဤကုန်းချုပ်မှာကော်မတီအလိုက်တာဝန် ောင်ရှိသူများအနေဖြင့်နောက်ထပ်စည်းဝေးများမှာမိမိတို့ဝန်ကြီးဌာနတခုရဲ့အတွက်သာမစင်စားဘဲတဘောဘေးတန်ခံငင်းတန်းတင့်ခဲ့တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်အလုံးအတွက်ပါထည့်သွင်းစင်စားအကြံပြုဆွေးနွေးကြရန်ပြောကြားကအစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။